ီနေရာလေးကအရင်တော့လူတွေအများကြီးစီကားပြီးတော့အရန်ကိုထုံကားခဲ့တဲ့နေရာလေးဖြစ်ခဲ့ပါတယ်။ပြီးတော့လူမှုရေးပညာရေးစီးပွားရေးကုတန်းရောင်းဝယ်ရေးနဲ့အရန်ကိုထုံကားတဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းအခုတော့ပျက်စီးသွားခဲ့ပါပြီ။ဒီမြို့ကမြို့ရိုးအရန်ကြီးပြီးတော့ခိုင်ခန့်စွာတိဆောက်ထားတဲ့အတွက်ငါတို့မြို့ကဘယ်တော့မှမပြိုကျတော့ဘူးလို့သူတို့ကသူတို့ထင်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းဒီမြို့ကနောက်ဆုံးမှာတော့ပျက်စီးသွားခဲ့ပါတယ်။ဒီမြို့ရဲ့နာမည်ကိုတော့ဘာဘီလုန်မြို့လို့ခေါ်ပါတယ်။အကြောင်းအရာတစ်ခုက ကိုမသိထားတဲ့အချိန်မှာအမှတ်တမဲ့ဖြစ်သွားပြီးဖြည့်ဆည်းသွားပြီးဆိုလို့ရှိရင်တော့ဝမ်းလဲစရာကောင်းပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာဖြစ်လာမယ်ဆိုတာကိုကြိုသိထားမယ်ဆိုလို့ရှိရင်တော့မျှော်လင့်ချက်တစ်ခုဆိုတာအမြဲတမ်းရှိပါတယ်။ဒီမျိုးမှာစိုးစံတဲ့ဘယင်အဆက်ဆက်ခါစားခဲ့တဲ့ပညာရှိတယောက်ဒန်ရီလာဘုရားသခင်ရဲ့ prophet ကိုတော့ဘုရားသခင်ကဒီမျိုးကြီးပြိုကျမယ်အကြောင်းနဲ့ဒီမျိုးကြီးပြီလို့ရှင်နောက်ထပ်ပေါ်ပေါက်လာမယ် empire မင်းဆက်တွေအပါအဝင် ြုတ်ကျသွားမယ်မင်းဆက်တွေအပါဝင်နောက်ဆုံးဘုရားသခင်လူတွေအတွက်အမြဲတမ်းတည်တတ်မယ်နိုင်ငံဆိုတာပေါ်ထွက်လာမယ်ဆိုတာကိုမျှော်လင့်ချက်တစ်ခုပေးခဲ့ပါတယ်။ဒါကြောင့်မလို့ရေရမီအခန်းကြီး20နဲ့မှာ9ထဲမှာငါကြံစီတဲ့အကြံစီကသင်တို့အဖို့မကောင်းတဲ့အကြံစီမဟုတ်ဘူး။သင်တို့မျှော်လင့်တဲ့အကျိုးရဖို့သင်တို့ငြိမ်ဝှချင်းနဲ့ဆိုင်နဲ့မျှော်လင့်ခြင်းနဲ့ဆိုင်နဲ့အကြံစီဖြစ်တယ်လို့ပြောထားပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အတွက်မျှော်လင့်ခြင်းနဲ့ဆိုင်နဲ့အကြံစီငြိမ်ဝှချင်းနဲ့အ ဆိုင်အကျင့်စီကိုသိရှိဖို့အတွက်ဆိုရင်တော့ဒီဒိုင်လာရေးထားအနာဂတ်တိကျမ်းကိုကောင်းမွန်စွာသိရှိမှရပါမယ်။ဒါကြောင့်မလို့ကျွန်တော်နဲ့အတူလေ့လာကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်။ဒါပေမဲ့တခုသိထားဖို့ကဒီကျောင်းဝင်ရာကိုလေ့လာမယ်ဆိုလို့ရှိရင်ရှင်ပေရုဩဝါဒစာဒုတိယဆောင်ထဲမှာတမန်ကျမ်းစာရှိသမျှကကိုယ်အလိုလျောက်အနက်ပေါ်လာတာမဟုတ်ဘူး။တနည်းအားဖြင့်လူအလိုလျောက် အနက်ဖွင့်တာမဟုတ်ဘဲနဲ့တမားကျန်းစာရှိသမျှဘုရားသခင်မှုတ်သွင်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့်လူတွေရဲ့စိတ်ကူးအကြံစီအပြင်ဖြစ်တာမဟုတ်ဘဲနဲ့တမိုင်းအထောက်အထားတွေနဲ့လက်တွေ့ကြကြအရင်တော့လည်းဖြစ်ခဲ့သလိုအခုလည်းဖြစ်သလိုနောင်လည်းဖြစ်နေမယ်လက်တွေ့ဆန်တဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒိုင်လအနာဂတ်တီကျန်ကျွန်တော်တို့မဖွင့်ခင်မှာဒီအကြောင်းအရာကြီးအနောက်ွယ်ကဒိုင်လအနာဂတ်တီကျန်မတိုင်ခင်ကတမိုင်းကိုကျွန်တော်တို့ပြန်လဲပြီးတော့ကြည့်ရှုဖို့လိုအပ်ပါတယ် ကျွန်တော်တို့ BC 900နဲ့မှ60ကိုပြန်သွားကြည့်အောင်အဲဒီအချိန်မှာတကဘာလုံးလွှမ်းမိုးဖို့စ조사တဲ့ empire တခုရှိတယ်အဲဒီ empire ရဲ့နာမည်ကိုတော့ Assyrian empire လို့ခေါ်တယ်သူ့ရဲ့မြို့တော်ကတော့နိနဝေမြို့ဖြစ်တယ်ထွန်းကားလာတဲ့နေရာအောင်မြင်လာတဲ့နေရာမှာအများရန်ဆက်ဆုပ်ရှင်ရှာပွဲသောအရာတွေနဲ့ဖျားသခင်မကြိုက်တဲ့ဒုစရိုက်တွေနဲ့ပြည့်နှက်နေတယ်ဒါကြောင့်မို့ဖျားသခင်ဒီ Assyria empire ကြီးကိုဖျက်ဆီးဖို့တန်ခတ်ဖို့တရားစီရင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လည်း ဖျားသခင်ကသူတို့နောင်တရပါစီတော့သူတို့နောင်တရရင်မဖြက်ဆီးဘူးလို့သူတို့ကိုတတိပေးဖို့အတွက်ကဖျားသခင်ကအစ္စရေးနိုင်ငံမှာရှိတဲ့ဖျားသခင်ဆေလွတ်တိုင်း Prophet Jonah ကိုစေခိုင်းခဲ့တယ်။ဒါမှမဟုတ် Jonah ကအစီးရီးယားနိုင်ငံကိုသွားပြီးတော့တတိမပေးချင်ဘူး။ဘာလို့လဲဆိုတော့အစီးရီးယားနိုင်ငံဆိုတာနိုင်ငံဘောင်းဆောင်နဲ့ရံဘတ်ဖြစ်တဲ့နိုင်ငံဖြစ်တဲ့အပြင်အစ္စရေးနိုင်ငံကိုလည်းမကြခင်တိမ့်ပိုက်ဖို့စိတ်ကူးထားတဲ့အစ္စရေးနိုင်ငံရဲ့ရံဘတ်လည်းဖြစ်တယ်။ဒါမှမဟုတ် Jonah ဘလို့ပဲမသွားချင်ဘူး။ညင်ညင်ဖျားသခင်က Jonah ကိုနောက်ဆုံးအတင်းစေခိုင်းတဲ့အခါမှာတော့ Jonah က အစီရီယာပြည်ကိုသွားပြီးတော့တတိပေးတဲ့အခါမှာအစီရီယာမှာရှိတဲ့ဘရင်ကအစပြီးလက်သမားမကျန်အကုန်လုံးနောင်တရပြီးတော့ဖျားသခင်ကအစီရီယာကိုဖျက်ဆီးမဲ့အကြံကိုတော့အဲ့ဒီအချိန်တော့ရုပ်သိမ်းလိုက်တယ်။ဒါပေမဲ့အစီရီယာအင်ပါယာကနှစ်အနည်းငယ်ကြာတဲ့အခါမှာဖျားသခင်တတိပေးစကားကိုမေ့သွားပြီးတော့နောက်ထပ်အပြစ်တွေကိုထပ်မံလုပ်ကြတယ်။ဒီလိုနဲ့ BC 945ကနေ920ခွန်မှာနန်းတက်လာတဲ့ရှင်ပင်တိကလပ်ပီလီစာနံပါတ်3လက်ထပ်မှာတော့အစီရီယာအင်ပါယာကို ကြီးနိုင်သမျှအကြီးဆုံးဖြစ်အောင်လုပ်မယ်လို့ရည်ရွယ်ချက်နဲ့သူ့ရဲ့ empire အောက်မှာ Syria နဲ့ Palestine ထားမယ်ပြီးတော့ Babylon မှာရှိတဲ့ကွဲပြားတဲ့အစိပ်အပိုင်းတွေအကုန်လုံး Syria empire တွေကိုထည့်ဖို့စိတ်ကူးအကြံစည်နဲ့ပေါ်ထွက်လာရဲ့ဘရင် ဖြစ်ပြီးတော့ Israel ကိုလည်းစစ်တိုက်ဖို့ပြင်ဆင်ထားတဲ့ဘရင်ဖြစ်တယ်။ဒါပေမဲ့ဖျားသခင် Israel ကိုစစ်လာတိုက်မယ်။ဒါကြောင့်မလို့ Israel စစ်မတိုက်ခင်မှာ is သူ့လူမျိုးတွေကိုတတိပေးတဲ့အနေနဲ့ Prophet Hesaya ကိုဖျားသခင်အသုံးပြုပြီးတော့တတိပေးစကားတွေ Hesaya အနာဂတ်ကျမ်းထဲမှာတွေ့ရမှာဖြစ်တယ်။ အဲ့ဒီအချိန်မှာအစ္စရေးနိုင်ငံနှစ်နိုင်ငံကွဲနေတယ်မြောက်ပိုင်းမှာကျတော့အစ္စရေးနိုင်ငံဖြစ်ပြီးတော့တောင်ပိုင်းမှာကျတော့ယူဒာနိုင်ငံဆိုပြီးနှစ်ခုကွဲနေအစ္စရေးနိုင်ငံအီထရီလာအမျိုး10မျိုးရှိပြီးတော့သူ့ရဲ့မြို့တော်ကရှမာရီမြို့ဖြစ်တယ်ယူဒာရဲ့မြို့တော်ကကျတော့ဂျေရုဆလင်မြို့ဖြစ်တယ်အဲ့ဒီအချိန်မှာဟေရှာယကယူဒာအပိုင်းမှာဘုရားသခင်ဓမ္မအမှုဆောင်နေတဲ့ prophet တယောက်ဖြစ်တယ်။ Israel လူမျိုးတွေကအဲ့ဒီအချိန်မှာအယံဆိုးပါတယ်။အယံဆိုးတဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ prophet Elijah, Elisha, Amos အပါအဝင်တခြားသော prophet တွေကို အစ္စရေးကိုဆင်လွတ်ပြီးတော့အစ္စရေးမှာရှိတဲ့လူမျိုးတွေနောင်တရကြပါအကယ်လို့သာနောင်တမရဘူးဆိုလို့ရှိရင်အစီးရီးယားအင်ပါယာကတင်းတို့ကိုတိမ့်ပိုက်သွားမယ်လို့ဖျားသခင်ပရိုဖက်တွေအားဖြင့်တတိပေးစကားကိုပြောခဲ့တယ်။ဒါပေမဲ့အစ္စရေးမှာရှိတဲ့ဘရင်အဆက်ဆက်တိုင်းသူပြည်သားတွေအစဒါကိုနားမထောင်ခဲ့ကြဘူး။ဒါကြောင့်လို့ဖျားသခင်နောက်ဆုံးပရိုဖက်ဖြစ်တဲ့ပရိုဖက်ဟောရှေအားဖြင့်အစ္စရေးလူမျိုးတွေကိုတတိပေးစကားကိုပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီတတိပေးစကားကိုလည်းအစ္စရေးလူမျိုးတွေက BC 900နဲ့မှ90မှာလုံးဝငင်းပယ်တဲ့အချိန်ကနေစပြီးအစ္စရေးမှာ prophet မရှိတော့ဘူး။ဗျာဒိတ်ယူပါရုံမရှိရင်လူရောပျက်စီးခြင်းသို့ရောက်မယ်ဆိုတဲ့အတိုင်းပဲတတိပေးမဲ့ prophet မရှိတော့ဘူး။အစ္စရေးတွေကလည်းဆက်လက်ပြီးဖောက်ပြန်နေတဲ့အခါမှာတော့ Assyria Empire ကအစ္စရေးပြည်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ဖြစ်လာခဲ့ပါတယ်။အစ္စရေးလူမျိုးတွေကသူတို့ရဲ့ပထမအဦးဆုံးမင်းဆက်ဂျေရောဘောင်လက်ထက်ကနေစပြီးတော့အဆက်ဆက်ဘုရားသခင်စကားကိုနားမထောင်ဘူး။ဘုရားသခင်ဆစ်လွတ်လိုက်တဲ့ prophet တွေရဲ့စကားကိုလည်းငင်းပယ်တဲ့အခါမှာ Assyria Empire သိမ်းပိုက်ခြင်းကိုခံလိုက်ရတယ်ဆိုတဲ့အတိုင်းပဲ၁၀နှစ်အတွင်းမှာ BC 932မှာတီကလက်ပီလီဇာအစ္စရေးနိုင်ငံကိုလာရောက်ကျူးကျော်ပြီးတော့တိုက်ခိုက်ပါတော့တယ်တီကလက်ပီလီဇာနံပါတ်3ပြီးတော့နောက်ထပ် တက်လာတဲ့ရှင်ဘီယံရှာလမနီဇာလက်ထက်မှာလည်းအစ္စရေးနိုင်ငံကိုဆက်လက်သိမ်းပိုက်ပြီးတော့922 BC မှာရှမာရီမြို့ကိုဝိုင်းထားခဲ့ပါတယ် ဒါပေမဲ့အဲဒီဝိုင်းထားတဲ့အချိန်မှာပဲရှယ်လမနီစာတိတ်ဆုံးသွားပြီးတော့သူ့ရဲ့နေရာမှာနန်းတက်လာတဲ့စာကုံပြင်ကအစ္စရေးနိုင်ငံရှမာရီပြည်ကိုလုံးဝသိမ်းပိုက်ပြီးတော့အစ္စရေးလူမျိုးတွေအကုန်လုံးကိုဖမ်းဆီးသွားပြီးတော့အစ္စရေးလူမျိုးတွေအစီးရီးယားပြည်နယ်ထဲမှာလုံးဝကျွန်းအဖြစ်ပြန့်နှံ့ပြီးတော့ယနေ့တိုင်အောင်လူမျိုးမှန်းမသိပြောက်ွယ်သွားခဲ့ပါတယ်။အစ္စရေးလူမျိုးတွေပြောက်ွယ်သွားပြီးတဲ့အခါမှာယူဒပဲကြံရစ်ပါတော့တယ်။ဒါကြောင့်မို့ယူဒတွေကလည်းသူတို့ကိုအစီးရီးယား empire ကလာရောက်တိုက်ခိုက်မှာကိုအရန်ကြောက်ရွံ့ခဲ့ပါတယ်။ဒါပေမဲ့ဖျားသခင်ကယူဒလူမျိုးတွေအတွက် prophet Hesha ရဲ့အားဖြင့်စိတ်သက်သာရလေးတစ်ခုပေးခဲ့တယ်။အဲဒီအရာကတော့အစီးရီးယားလူ မျိုးတွေကဂျေရုစလင်မြို့ကိုလုံးဝဝင်လို့မရစေအောင်သူတို့ရဲ့မြားကဂျေရုစလင်မြို့တွေကိုမရောက်စေအောင်သူတို့ကဒိုင်းကာကိုကင်ပြီးတော့ဂျေရုစလင်မြို့နာကိုကတ်လို့လည်းမရဘူးသူတို့ကလည်းဂျေရုစလင်မြို့ရဲ့နားမှာမြို့ရိုးကိုတီထောင်လို့လည်းမရစေအောင်သူတို့ဂျေရုစလင်မြို့ကိုလာတယ်ဆိုလို့ရှိရင်လာတဲ့လမ်းအတိုင်းပြန်သွားစေရမယ်လို့ဘုရားသခင်က prophet ပြုတဲ့အပြင်ဂရိပေးခဲ့ပါတယ်အဲဒီတိုင်မဲ့နှစ်သိမကြခင်မှာပဲနောက်ထပ်ဘုရင်တပါးက BC 905မှာတက်လာပါတယ်။အဲဒီဘုရင်ရဲ့နာမည်ကိုကျတော့စေနာခရိတ်လို့ခေါ်ပါတယ်။ အဲ့ဒီဘရင်တက်လာတဲ့အခါမှာအဲ့ဒီဘရင်ကလည်းတိုင်တခြားသောပြည်သူအများကြီးကိုသူတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဂျေရုစလင်မြို့ကိုပါဆက်လက်သိမ်းပိုက်ဖို့သူ့ရဲ့တပ်တွေနဲ့ဂျေရုစလင်မြို့ကိုဝင်းရံလိုက်ပါတယ်ဝင်းရံလိုက်ပြီးတော့ဂျေရုစလင်မြို့နားမှာစစ်သားတွေအများကြီးကိုချပြီးတော့သူ့ရဲ့တမန်ကိုဆေးလွတ်ပြီးတော့ဂျေရုစလင်မြို့မှာရှိတဲ့တမန်တွေနဲ့စကားသွားပြောခိုင်းပါတယ်အဲ့ဒီပြောတဲ့အခါမှာဖျားသခင်ကိုစော်ကားတဲ့စကားတွေပါလာပါတယ်အဲ့ဒါကကျွန်တော်ငါတို့အစီးရီးယားအင်ပါယာကဘာဘီလုန်ကိုလည်းတိုက်ခိုက်လို့နိုင်တယ်မီဒိုကိုလည်းတိုက်ခိုက်လို့နိုင်တယ်အီဂျစ်ကိုလည်းတိုက်ခိုက်လို့နိုင်တယ် အတွက်ကြောင့်အဲ့ဒီဘာဗလုန်ဖျားတွေမီဒိုဖျားတွေအီဂျစ်ဖျားတွေအာမတ်ဖျားတွေတနည်းအားဖြင့်ရှမာရီမှာရှိတဲ့ဖျားတွေကအစားဘယ်သူမှငါတို့အစီးရီးယားအင်ပါယာလက်အောက်ကမလွတ်မြောက်နိုင်အောင်ဒါကြောင့်မလို့တင်းတို့ဂျေရုဆလင်မြို့မှာရှိတဲ့ဖျားသခင်ကလည်းတင်းတို့ကိုငါတို့လက်ကမကယ်မလွတ်နိုင်ဘူးဆိုတော့ဖျားသခင်ဆော်ကားတဲ့စကားကိုပြောခဲ့ပါတယ်ဒါပေမဲ့လည်းဖျားသခင်ကသူ့ရဲ့လူမျိုးတွေကိုနှစ်သိမ့်ပြီးတော့အစီးရီးယားကိုတန်းခတ်မယ်ဆိုတဲ့စကားကို Prophet Future ကို Prophet Hesaya ကိုပေးခဲ့ပါတယ်ဖျားသခင်က Prophet Hesaya ကိုပေးတဲ့စကားမှာ Assyria Empire ကိုတကယ်တော့ ကိုယ်တိုင်အသုံးပြုပြီးတော့ဖျားသခင်ကအမျက်ထွက်တဲ့ empire တွေကိုစုံမဖို့အစီးရီးယားအသုံးပြုခဲ့တာဖြစ်တယ်။ဒါကြောင့် Prophet Hesha ရဲ့ကျမ်းထဲမှာအစီးရီးယားကတဲ့ဖျားသခင်အမျက်တော်လှန်တာဖြစ်တယ်။အစီးရီးယားကိုင်တဲ့တောင်ဝေးအပြင်ဖျားသခင်တခြားသောသူအမျက်ထွက်တဲ့နိုင်ငံတွေကိုစုံမခဲ့တာဖြစ်တယ်။ဒါပေမဲ့တောင်ဝေးရတဲ့ထောက်တဲ့သူကိုစော်ကားရမှာလားတဲ့။အစီးရီးယားကသူတခြားနိုင်ငံတွေသိမ်းပိုက်ပြီးတဲ့အခါမှာဂုံမောက်သွားပြီးတော့တခြားသောဖျားတွေကိုလည်းငာနိုင်တာပဲ။ဂျေရုဆလင်မြို့မှာရှိတဲ့ဖျားကိုလည်းငာဘာလို့မနိုင်ရမှာလဲဆိုတော့ ထောင်နွားတဲ့စိတ်ရှိတဲ့အတွက်ကြောင့်အစီးရီးယားဘုရားသခင်ဒဏ်ခတ်မယ်လို့ပြောတဲ့အတိုင်းပဲအဲ့ဒီညမှာကောင်းကင်တမန်ထွက်သွားပြီးဂျေဆုတင်မြို့ဘေးနားမှာတက်ချနေတဲ့အစီးရီးယားစစ်သား3,500တောင်တညလေးနဲ့အကုန်လုံးတပ်လိုက်ပါတယ်။မိုးလင်းပြီးထတဲ့အခါမှာလူတွေကြီးလိုက်တဲ့ခါမှာလူသေးကောင်းတွေအများကြီးကိုပဲတွေ့လိုက်ရတယ်။ပြီးတော့အစီးရီးယားရှင်ပြင်စေနာခရိတ်ကိုယ်တိုင်အစီးရီးယားနိုင်ငံကိုပြန်သွားပြီးတဲ့ကစစ်တိုက်တဲ့အလုပ်ကိုဆက်ပြီးတော့မလုပ်တော့ဘူး။ဒါကြောင့်မလို့စေနာခရိတ်နဲ့ပတ်သက်ပြီးတော့တမိုင်းထောက်ထားတယ်မှာကြည့်တဲ့ခါမှာစေနာခရိတ်တိ လက်မှုပညာနဲ့ဆိုင်တဲ့အရာပြီးသူကနဲ့ဆိုင်တဲ့အရာနန်းတော်နဲ့ဆိုင်တဲ့အရာတွေကိုပဲမိုးမိုင်းနဲ့ကုံဆုံးခဲ့တယ်ဆိုတာကိုတွေ့ရှိလိုက်ရပါတယ်။ဒါပေမဲ့ဖျားသခင်ကဒီနေရာမှာမပြီးသေးပါဘူး။အစီရိယထောင်လွှားတဲ့မာနကြောင့်တန်ခတ်မယ်ဆိုပြီးတော့ဖျားသခင်ကဟေရှာယကိုဟေရှာအနာဂတ်ကျမ်းအခန်းကြီး30မှာပြောထားပါတယ်။ဒီလိုနဲ့အစီရိယမှာနောက်ဆုံးမင်းဖြစ်လာမယ် ကြီးမြတ်သောအာရှဘန်နီဘောဆိုတဲ့ဘုရင်တစ်ပါးတက်လာပါတယ်။သူတက်လာတဲ့ခုနှစ်ကတော့699 BC ဖြစ်ပါတယ်။သူတက်လာတဲ့အခါမှာအစီးရီးယားနိုင်ငံကမြောက်များလာစွာသောဒုစရိုက်တွေကိုပြုလုပ်တဲ့အတွက်အစီးရီးယားနိုင်ငံကိုဖျက်ဆီးမှာဖြစ်တယ်။ဒါကြောင့်မလို့အရင်တော့နှစ်တရာတော့အစီးရီးယားကိုမဖျက်ဆီးခင်ယောနာအပြင်တတိပေးတယ်လို့မျိုးပဲအခု640 BC မှာ ဖျားသခင် Prophet Nahon ကိုအသုံးပြုပြီးတော့ Assyria Empire တိပျက်စီးတော့မယ်အကြောင်းတတိပေးခိုင်းပါတယ်။ဒါကြောင့်မို့ Prophet Nahon ရဲ့ကျမ်းထဲမှာသင်ရဲ့အဝတ်ကိုသင်ရဲ့မျက်နာပေါ်လှန်ထားမယ်။သင်ရဲ့လူမျိုးတကာရှိအတိုင်းတိုင်းအပြည့်ပြည့်တို့ရှိမှာသင်ရဲ့အရှက်ကိုခွဲမယ်။သင်ရဲ့အပေါ်မှာညှဉ်းညူးတဲ့အရာတွေကိုပစ်ချပြီးတော့သင်ရဲ့စိတ်ပျက်စရာဖြစ်စေမယ်။သင်ကိုကြည့်ရှုတဲ့သူတွေကလည်းသင်စီကပြေးသွားပြီးတော့ Assyria Empire ကြီးကျဆုံးသွားပြီးဘသူသူ့အတွက်ငိုကြွေးမလဲ။သူ့အတွက်နှစ်သိမ့်စေတဲ့သူဘယ်ကနေရှာရမလဲလို့ပြောကြလိုက်မယ်လို့ Prophet Nahon ဟုံစကားအားဖြင့် Assyria လူမျိုးတွေကိုတတိပေးထားပါတယ်။ဒါပေမဲ့အဲ့ စကားကိုလည်းအစီးရီးယားပင်အာရှပန်နီဘောအပါဝင်တိုင်းသူပြည်သားတွေကနားထောင်ခြင်းမရှိတဲ့အခါမှာအစီးရီးယား Empire ကကြာဆုံးမှုဖြစ်လာပါတယ်။ဒီလိုနဲ့ BC 622မှာ9မှာအစီးရီးယားပင်အာရှပန်နီဘောတေးပြီးကွယ်လွန်သွားပြီးနောက်ပိုင်းမှာပြည်တွင်းစစ်ဆဖြစ်လာပါတယ်။ဒါကြောင့်မလို့အဲဒီအစီးရီးယား Empire ကိုဖျက်ဆီးဖို့ဖျားသခင်က620 BC မှာကာလဒဲလူမျိုးတွေဂျားလဲမှာမှာကာလဒဲလူမျိုးတွေအကုန်လုံးကိုစုစည်းပြီးတော့ဘာဘလုံမှာဗိုလ်ချုပ်ဖြစ်လာတဲ့နေဘုတ်ကနေစာကိုအသုံးပြုခဲ့ပါတယ်။နေဘုတ်ကနေစာက632 BC မှာသူ့ရဲ့စစ်တပ်ကိုနိနေဝေမျိုးကိုဆင်လွတ်ပြီးတော့နိနေဝေမျိုးကိုဖျက်ဆီးပြီးတော့အစီးရီးယား Empire ဘာယာကိုအဆုံးတတ်ခဲ့ပါတယ်605 BC မှာတော့နေပုတ်ကနေစာအဖေဖြစ်သူနီပိုပလာဇာဘာဘီလုန်မြို့ရဲ့ရှင်ဘီယံတည်ဆုံသွားပြီးတဲ့နောက်ပိုင်းမှာတော့နေပုတ်ကနေစာဘာဘီလုန်မြို့အင်ပါယာအကြီးရဲ့တအူးရဲသောရှင်ဘီယံဖြစ်လာပါတယ်အစ္စရေးလူမျိုးတွေလိုပဲယူဒလူမျိုးတွေကဖျားသခင်စကားကိုနားမထောင်စိုးသွမ်းတဲ့အခါမှာဖျားသခင်က အစ္စရေးတွေကအစီးရီးယားလက်ထဲကိုတင်ပိုက်ခြင်းခံရတယ်လို့မျိုးယူဒာစီလည်းဖျားခြင်းစကားနားမထောင်လို့ရှိရင်ဗာဗလုန်လက်ထဲကိုတင်သွားခြင်းခံရမယ်လို့တတိပေးတော်လဲယူဒာမှာရှိတဲ့ဘရင်အပါဝင်တိုင်းသူပြည်သားတွေကညင်းပယ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာဗာဗလုန်ရှင်ပြင်နေဘုခနေဇာကစစ်တပ်နဲ့ချီပြီးတော့ယူဒာပြည်ကိုတိုက်ခိုက်သိမ်းပိုက်သွားတဲ့အခါမှာယူဒာမှာရှိတဲ့ဖျားခြင်းလူဒန်ယီလာပါလိုက်ပါသွားခြင်းအဖြစ်ဒန်ယီလာအနာဂတ်တီကြံရေးဖို့သူ့ရဲ့အတွေ့အကြုံနဲ့သူမြင်ရတဲ့အိမ်မက်ယူပါရုံနဲ့အဖြစ်ဖျားခြင်းကျွန်တော်တို့အတွက်နောက်ဆုံးသောကာလနဲ့ဆိုင်တဲ့မျှော်လင့်ချက်တွေကိုဘယ်လိုရှိလဲဆိုတာပြသဖို့စတင်ပြီးတော့ဖြစ်ပေါ်လာ ပါတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုဆက်လက်ပြီးတော့ရှင်းပြပါမယ်